Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပင်နန်သီးစိမ့်ဆက်ဆက်ကလေးနဲ့ချက်တယ်တញင်းသီးငပိချက်ကလေးချက်ပြီးစားမှာပဲဖြစ်ပါတယ်ပြီးတော့သူနဲ့အရန်လိုက်ဖက်တယ်မကြီးရွက်နဲ့ကစွန်းယိုးနေချင်းလေးလဲလောက်ထားတယ်ဆိုတော့အားလုံးပဲကြော်စစ်နဲ့တူစားလိုက်ကြအောင်နော်ပိချက်ကလေးနဲ့ဒါမျိုးလေးနှဲ့မယ်ပေါ့နော်ဒီမျိုးလေးနှဲ့ပြီးတော့ကစွန်းယိုးနေနဲ့ချင်းလေးနဲ့နိုင်နေအောင် အရင်ဆုံးတညင်းသီးကိုတော့ကျော်စစ်ကညကလေးကရေစိမ့်ထားပြီးနှစ်ရီလောက်ပြုတ်တယ်နောက်ဆုံးတရီကိုတော့အခုလိုမျိုးဖျက်ညက်နဲ့အတူပေါ့နော်ပြုတ်ပေးပါတယ်ပြီးသွားရင်တော့ဒါကတော့တညင်းသီးလေးတွေကိုအနေငယ်လေးပြောင်းအောင်ထုထားလိုက်ပြီးတော့ပဇွန်ကြောက်ထောင်းထားရတဲ့ကျက်သွင်မှုကျက်သွင်နီထောင်းထားရလေးကိုအရင်ဆုံးထည့်ပြီးတော့စီတက်ပေးပါမယ်စနုံးမုတ်အနေငယ်ထည့်ပေးပါမယ်ကျက်သွင်းအဖြူအနေနဲ့အနံလေးတွေမှွေးလာသည်ဒီစီတက်ပြီးသွားရင်တော့ကျစစ်တို့ငပိထည့်ပေးပါမယ် ငပိကိုကြည်အောင်ခုလိုမျိုးလေးခြေပေးလိုက်မယ်ပေါ့နော်ငပိကြည်ပြီးတော့အနံလေးမွေးလာပြီဆိုလို့ရှိရင်တော့ကျွတ်စစ်တို့အယောင်တင်မုံအနူးမုံလေးထည့်ပေးပါမယ်ကျွတ်စစ်ကတော့ဒီစက်သွန်အနစ်နိုင်နိုင်နဲ့ခန်းကျင်သီးမသုံးမဲနဲ့ချက်မှာပါကဲပြီးရင်တော့ကျွတ်စစ်တို့ပဇွန်ချောက်ထောင်းထားလေးကိုထည့်ပေးပါမယ်ပဇွန်ချောက်နံလေးတွေမွေးလာသည်ဒီကျွတ်စစ်တို့လုံးပေးမယ်ပေါ့နော် ကဲအခုလိုမျိုးပြဇွန်ကြောင်းနံလေးတွေမှုေးသွားတဲ့အထိပေါ့နော်တေချာလေးနဲ့သွားအောင်လုံးပေးပြီးသွားရင်တော့ရှေ့မှာပြုတ်ပြီးတော့ဒစစ်တို့ထူထားတဲ့ဒီဒရင်သီးလေးတွေကိုထည့်ပေးပါမယ်ပြရင်တော့ဒီတညင်းသီးနဲ့အနှစ်နဲ့အားလုံးနှံ့သွားအောင်တေချာလေးလုံးပေးလိုက်ပါမယ်။ခုလိုမျိုးအားလုံးနှံ့သွားအောင်တေချာလေးလုံးပေးပြီးရင်တော့ရင်နွေးထည့်ပေးပါမယ်။ တရင်တီးကတော့ကြာကြာချက်လေးကောင်းလေးပဲမလို့ကျော်စစ်ကတော့ဒါရေခမ်းပြီးတော့ပေါ့နော်စီပြန်လာတဲ့အနေထားလေးရောက်တည်တီကိုချက်ပါမယ်။ကဲပြီးရင်တော့အရသာအတွက်ကိုတော့ကျော်စစ်ကအရသာမုံလေးထည့်ပေးလိုက်ပါမယ်။နောက်ဆုံးစီပေါက်လာကန်ဒီအနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ရှေ့မှာထောင်းထားတဲ့ဒီပင်နန်တီစိမ့်လေးတွေကိုထည့်ပေးလိုက်မယ်ပေါ့နော်။ ကဲအားလုံးနဲ့တော့အောင်တေချာလေးမှုပေးလိုက်မယ်ပင်နန်ဒီစိမ့်လေးနဲ့အနံလေးတွေမှုလာပြီးတော့ချက်သွားတဲ့အနေထားလေးကိုရောက်ပြီးစီလဲအခုလိုမျိုးပေါက်လာတဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ဒါလွယ်ကူရိုးရှင်းပြီးအရန်ထမင်းမြိန်နဲ့ဒညင်းသီးငပ်ပြီးချက်ကလေးရပါပြီပြီးရင်အရေတောက်ကိုတော့သူနဲ့အရန်လိုက်ဖက်တဲ့ကစွန်ယိုးနီနဲ့ဒီမကြီးရွက်ကလေးနဲ့ကိုချင်းချင်းလေးပေါ့နော်ကျွန်စစ်ဆက်ထားပါတယ်ဒီနေ့ကတော့ဒီမှာဒညင်းသီးငပ်ပြီးချက်ကလေးနဲ့စားမှာပေါ့နော်အရင်ဆုံးဒီမှာဒညင်းသီးငပ်ပြီးချက်ကလေးထည့်မယ် နှစ်ကလေးကတော့ကျော်စစ်ကဒါစက်တော့အနှစ်နဲ့ပေါ့နော်ငရုတ်သီးကိုကြတော့ကျွန်တော်ထောင်းပြီးချက်ထားတာဒီမှာကစွန်ချောင်းနိုင်နိုင်လေးနဲ့ပေါ့နော်ဒါမကြီးရဲ့ကလေးရဲ့ဒါကစွန်ယိုးနီလေးရဲ့ပေါ့နော်ဒီလိုမျိုးလေးကိုဒါဒီမှာအရေးတောက်ကလေးချက်ထားတယ်ထဲမယ်မကြီးရဲ့များများစားမယ်ပေါ့နော်မကြီးရဲ့နဲ့ကျောင်းနီလေးနဲ့ဝန်တွင်လေးအေးတယ်၆ကြော်ပေါ့နော်အမဲ၆ကြော်လေးဘာမှဒါကတော့ဘီချက်ကလေးနဲ့ဒါမျိုးလေးနှဲမယ်ပေါ့နော်ခုလိုမျိုးလေးနှဲပြီးတော့စားပါမယ်အားလုံးပဲစားကြပါအောင်ခင်ဗျ ဒီကပေါ်ကားဆိုတော့နည်းသေးသေးရဒါပေမဲ့စစ်စစ်လေးပဲเนาะသားလို့ပဲကောင်းတယ်อืม อืมก็โยนๆนี่เนี่ยชินๆนะได้เนาะ ဘင်းကြီးကကြတော့ကျော်စတို့ဒါညခရရရေစိမ့်ထားတယ်ပြီးသွားလို့ရှင်ကျော်စကတော့၃ရက်လောက်ပြုတ်တယ်ပြီးထန်းညက်ကလေးထည့်ပြီးပြုတ်တယ်ပေါ့နော်ရင်တော့ကတော့ကျော်စတို့ဒီ စံပေါ့နော်စံလေးလက်တက်ဆုပ်ထည့်ပြီးတော့လည်းပြုတ်လို့လည်းရရယ်ပေါ့နော်ဒါပေမဲ့တရင်သေးရကြတော့အမှန်ပြောရင်တော့ကြောက်ကက်သမားတွေပါလေဆိုလို့ရှင်တော့မစားတာတော့အကောင့်ဆုံးပဲပေါ့နော်ဟွန်းဟွန်းဒီရက်လေးစားကောင်းဟွန်း อืมอืมกระซุนโยนนี่เลยอ่ะแท้ด้วยกระซุนโยนนี่เลยอ่ะจะไอ้ตอกเปียอ่ะป่ะเนาะ ဆိုတော့ကစားလို့လည်းအရင်ကောင်းနေဒီနေ့ကတော့အတွဲဆက်မိမိနေပေါ့နော်ဒါမျိုးလေးချက်ပြီးတော့ကြတော့စားပြတ်တယ်အဓိကတော့ကျွန်စကတညင်းသီးကိုဒါချက်သွန်အနှစ်ကလေးနဲ့ပေါ့နော်ခရမ်းကျင်သီးမပါဘူးဒါမျိုးလေးစီတက်ပြီးတော့ကြတော့ချက်တယ်ပြီးသွားလို့ရှိရင်ဒါကတော့ကစွန်ယိုးနေနဲ့မကြီးရကလေးနဲ့ချင်းချင်းလေးပေါ့နော်ဒီတက်ကလေးရဲ့ဒီမှာအမေသားကျော်လေးရဲ့နဲ့တွဲပြီးစားပြတ်သွားပဲဖြစ်ပါတယ်အဲ့တော့ကျွန်စအခုတော့ဒီမှာထမင်းနဲ့ထပ်ထည့်ပြီးစားလိုက်အောင်မယ်နောက်ဘလော့ဒီမှာပြန်ပြီးတိတ်ဆောင်ကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ